မင်္ဂလာပါရှင်ဒီနေ့အသားတွေပါဘာမှမသုံးမနဲ့ကော်ရီလောက်သွားမယ်ထိုင်းကော်ရီမျိုးစားကိုလောက်ပြတ်သွားမှာဖြစ်ပါတယ်ဝါခေါက်ကြော်တစ်ခုပဲအသုံးပြုပါမယ်သူ့အတွက်လိုအပ်တာကဂျမကတစ်ဖက်မှာပြင်ဆင်ထားတာတတုံလူကြော်ရီတကြားရီအရာသားမော်ရီပင်းငမြိုင်အကျဲကနှစ်စုံမှာနော်နောက်ပြီးတော့ဒါကတော့ထိုင်းဝမ်ဘုံညင်းမှာသူ့အတွက်ပြင်ဆင်တာကော်ရီဖြစ်တဲ့အတွက်ကော်မုံ၃စုံမှမှာပါဒါကတော့ ပဲလိတ်ဖြစ်ပါတယ်ရေစိမ်းလာတော့ပဲလိတ်ပါဒါကတော့အဓိကပါ main adder ပါเนาะ work cup ဖြစ်ပါတယ်သူကိုအသုံးပြုအောင်မယ်ကျမကလည်းအလိုလိုနေမနေနိုင်ဘူးဒါတဲ့ကောက်ထဲဝီစားလိုက်ရမှာရှင်ဒီ coin လေးကမိနစ်20ပဲကြာတယ်เนาะပထမအဦးဆုံးအိုးရဲကိုစီနင်းနင်းလေးထည့်တယ်အများကြီးမလို့နင်းနင်းပဲထည့်တယ်ပြီးတော့စစ်တုံပြူကြော်ပါ ကျွတ်တမီကျော်ကျမရှိမှပြတာသူကတစုံခွဲလောက်ရှိတယ်ခမင်းစာစုံနဲ့အဲ့ဒါကိုကျမအကုန်လုံးသူတွေကိုထည့်လိုက်တယ်ထည့်ပြီးတော့ကျွတ်တမီကျော်လေးဒီနေ့ရောင်ပြောင်းတဲ့အထိကျမဒီမှာကြော်ပေးတယ်ကျတော့လေးတွေရောင်ပြောင်းလာပြီလုံးဝမွှေးလာတဲ့အနေထားဆိုရင်တော့ဒီစနီတာကောက်ပြီးတော့ထည့်လိုက်ပါတယ်ကျွန်မရေပေါ်တော့လေနှစ်ယောက်စာထည့်တာပေါ့ရှင်နှစ်ယောက်စာဆိုတော့ 900အမောင်နှစ်ခွက်ထည့်လိုက်ပါတယ်ပြီးတော့ကျမပထမပြရတာတော့ပဲငံမြားရဲ့အကျဲထည့်တယ်ရတာမှုန်ထည့်တယ်ရတာမှုန်ရဲ့ပြီးတော့တကြားကတစုံခွဲပေါ့နော်ဒါထည့်တယ်ပြီးတော့ပဲငံမြားရဲ့အနောက်ထည့်ပါတယ်ပြီးတော့ရင်တော့အသေးချာသမအောင်ကျမမှွေပေးပါတယ်ရှင် ရေလေးကပွက်စားပြူလာတယ်ဆိုရင်တော့ကျမရဲ့ရေစိမ်းသားတော့ပဲလီလီတွေကျမထည့်လိုက်ပါတယ်ရှင်။ပဲလီကိုအရင်ဦးဆုံးအိုးထဲမှာထည့်ပြီးတော့ပုပ်ပဆူအောင်တည်ပါမယ်။တော်တော်ချာချာလေးတည်တယ်ရှင်။ကျမ7မိနစ်15မိနစ်လောက်တည်ပါတယ်။7မိနစ်15မိနစ်လောက်ပိုင်းမှာပဲလီကပဲနဲ့ပျောက်သွားပြီးမှုန်းလာတဲ့အနေအထားအခုလိုမျိုးဖြစ်လာပြီးဆိုရင်တော့ကျမကသူ့လေးကိုဒါကတော့ကျမရဲ့ workout တွေဖြစ်ပါတယ် workout ကလေးတွေကျမထည့်လိုက်ပါတယ်ရှင်။ဝတ်သားမစားတဲ့သူကဒီနေရာမှာချက်အည်ကုန်ကြော်ဖို့အသုံးပြုနိုင်ပါတယ်ရှင်။ ဝါခေါင်ကျွတ်ကျွတ်လေးတွေထည့်ပြီးတော့ကျွတ်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 ဆက်အတန်လေးတွေကြားလာပါလိမ့်မယ်ရှင်ပြီးွားရင်ဝါခေါင်လေးရဲ့ရေလေးဝါပြီးပြော့ပြီးကျမတို့ပြောရမယ်ဆိုရင်ထိုင်းလူမျိုးတွေစားနေကြကပော့ပလာအဲ့ပုံစံမျိုးကပော့ပလာကြိုက်တဲ့သူကဒီပုံစံကိုကြိုက်ပါတယ်နော်ကျမပြီးတော့ဒါကတော့သုံးစုံမမောက်နဲ့ရေနဲ့ရောတာတော့ကော်မုံမှာကော်မုံကိုကျမကဒီမှာတပယောကပန်းမှန်ဝဲတုံးတယ်နော် ပန်းမန်မယ်တုံးပါတယ်ကျမလုံးဝပန်းခောက်ဖို့မတုံးပါဘူးပြောရမယ်ဆိုရင်တော့ကျမကဒီပြောရမယ်ဆိုရင်ကွန်ရီကိုကျမကလုံးဝပြောင်းကုန်မတုံးမင်းနဲ့ပလောမီနမုံကလာတယ်ခပစ်ပစ်ရှိရကွန်ရီအမျိုးအစားကိုပဲများများထည့်လိုက်ခြင်းဖြစ်ပါတယ်လူရာထက်ပုံပြီးထည့်ရတယ်ရှင်မဟုတ်ရင်ကျမတို့အေးဝါတဲ့ခါမှာကွန်ရီကြီးကကျဲတော့တယ်ကျွန်တော်တို့ထည့်တဲ့ခါမှာခပစ်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 လုံးဝပြစ်နေမှတော့နည်းနည်းအေးဝါတဲ့ခါမှာအနေထားကြံ့လာရှင် ပြီးတော့ရင်ကျွန်မထိုင်ဝမ်မုံငင်းနေတဲ့ဒီနေရာမှာကောကစွန်းရထက်ချင်းနဲ့ဘာညာခွေးကွာဆိုင်ချိုက်ပါရှင်ပြီးတော့မုံမိုးပေးထားတဲ့ခေါက်ဆွဲချောက်လေးကိုကျွန်မထည့်မယ်ဒီခေါက်ဆွဲလေးတွေပါဒါမှမဟုတ်ဘဲနဲ့နောက်တစ်ခုကကြတော့ကျွန်မတို့ဒီစစ်ညံလို့ခေါ်တဲ့ ခေါက်ဆွဲပြားကြီးတွေညှက်ခေါက်ဆွဲပေါ့နော်ဒါနဲ့လည်းအသုံးပြနိုင်တယ်နောက်ပြီးတော့ကိုစားကျင်တဲ့ဘယ်ခေါက်ဆွဲမျိုးစားမစုံနဲ့တွဲပြီးတော့သုံးဆောင်နိုင်ပါတယ်ပုံစံကတော့ကဖော့ပါပုံစံမျိုးရှင်နောက်တစ်ခုကကြတော့ကျွန်တော်ဂျာဆန်နဲ့လည်းတွဲစားနိုင်ပါတယ်ရှင်ကျမကတော့ဒီမှာ click time လို့ခေါ်တယ်မျိုးကောင်းကိုထည့်လိုက်ပါလေငြိုကောင်းများလေးမစ္စတာထိုင်လန်ကကြိုက်တာပို့ပြီးကြိုက်ပြီးဖြစ်ပါတယ်ရှင်။ဒါကြောင့်မလို့ကျွန်မငြိုကောင်းများများထည့်လိုက်ပါတယ်။ လုံးဝကျမရဲ့ခေါက်ဆက်လေးတွေပြော့လာတဲ့နေထိုင်ရောက်တည်ဒီဒီမှာမှွေမှွေမှွေနေရပေါ့နော်ခေါက်ဆွဲကလေ10မိနစ်လောက်တော့နည်းနည်းလေးစောင့်ရအောင်ရှင်ပေါ့ပေါ့ပေါ့နဲ့ဒါမီးကိုကျမချပြီးတော့မှွေရတာပေါ့နော်ခေါက်ဆွဲလေးတွေပြော့လာပြီးဆိုရင်တော့မီးလုံးဝပိတ်ပြီးတော့သုံးဆောင်လို့ရတယ်ကျမရဲ့ဝါခေါက်ကိုရင်ခေါက်ဆွဲလေးရရှိပါပြီရှင်အသားလည်းမလိုဘူးဘာမှလည်းမခက်ခဲဘူးเนาะ လုံစားခြင်းသူတွေအတွက်လုံနီးလေးမျှခြင်းဖြစ်ပါတယ်။အားလုံးအဆင်ပြေကြမယ်လို့ယူဆပါတယ်ရှင်။မကြမကြာဒီထက်ကောင်းတဲ့ recipe တွေကိုကျွန်မဒီမှာလုပ်ပြသွားမှာဖြစ်ပါတယ်။ဒါမှမဟုတ်လည်းတစ်ခါကြာလုံမအားတဲ့ခါကြတော့မတက်လာဖြစ်တာပါနော်။ Thank you ပါ